မင်းသားဟင်ဝင်ရကတော့နှလုံးရောဂါအခမ်းကြောင်းလူပင်ပန်ရတဲ့အနေပညာလုပ်တွေကိုရနာပြီးစီးပွားရေးကိုတော့ဦးစားပေးလုပ်ကင်တော်မဲ့အကြောင်းပြောပြလာခဲ့တာပါမင်းသားဟင်ဝင်ရဟာမိုးရပါနှလုံးအားနေတဲ့ယောဂအရှင်တွေရှိသူဖြစ်ပြီးအရွယ်ရောက်ချိန်မှာဆက်လိုက်လဲတောက်တဲ့အတွက်နှလုံးယောဂအရှင်တွေကဂရုစိုက်ရမယ့်အရှင်တွေမျိုးဖြစ်လာကြအောင်တွေးပောင်းလဲခဏခဏကြားတဲ့အတွက်အနေပညာလုပ်တွေကိုတော့အရင်လိုဆက်လုပ်ဖို့မရှိတော့ကြအောင်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ခုချိန်မှာတော့အနေစားမှမှန်တဲ့ ရမရည်ကိုပြန်လဲကူးဆိုင်နေထိုင်နေခဲ့ပြီးဖြစ်ပြီးရမရည်လည်းကောင်းမွန်နေခဲ့ပါပြီ။အိမ်တောင်ကြပြီးချိန်မှတော့အနုပညာထဲမိသားစုစည်းဝါရည်ကိုပဲဦးစားပေးကလုပ်ကင်သွားတော့မှာပါ။ပိတ္တတွေကတော့မင်းသားဟိဝင်ရန်ကိုဆက်လက်ဖျက်ဖို့တိုက်တွန်းနေကြတာပဲဖြစ်ပါတယ်။ဇနီးလေးစုပြစ်ကိုဖြစ်ပေးဆက်လျှောက်ပေးရအောင်မှာမလို့ဆက်လက်ဖျက်ပြီးကျမချမ်းသာတဲ့အိမ်တောင်ကြီးလေးရရှိပါစေနော်။ပိတ္တတွေကတော့မကြခင်မှာပဲမင်္ဂလာဆောင်တော့မဲ့မင်းသားဟိဝင်ရန်ကို စိုးရိမ်နေကြပြီးမင်းသားရဲ့မိဘတွေကတော့ ိတ်ပူစေရမလိုပါဘူးလို့ပြောကြားထားပါတယ်။နာဆင်နေတဲ့အထဲမှာအိမ်ဝင်ရရဲ့ပြိတ္တတွေရှိရင်ဒီတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။ငွေရှိတဲ့တစ်ခုလောက်မုတ်ဆိုးပိုလေးကိုယူပြီးတထေးရောင်ဆောင်နေတဲ့မင်းသမီးတွေကိုစကလုံးထိထိမိမိနဲ့တည်းပြောလိုက်တဲ့စမိုင်းဗိတ္တမြတ်ရှင်မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတချို့ကခရိုနီတထေးကြီးတွေနဲ့လက်ထပ်လိုက်ကြတာတွေကိုဗိတ္တတွေကအားလုံးမြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။မင်းသမီးတချို့ကပတ်စံရှိရှမ်းတာရင်ရပြီးမုတ်ဆိုးပိုကလေးဖြစ်ပဲဖြစ်နေပါစေ လက်ထားလိုက်ကြတာတွေဗိတ္တတွေကမြင်ဝါချက်ချင်းမြင်တွေ့ကြရမှာပဲဖြစ်ပါလေရှင်ဗိတ္တများရှင်ရုပ်ဆောင်စမိုင်းကတော့မြန်မာရုပ်ရှင်လောကမှာအောင်မြင်တဲ့အမင်းသမီးတစ်လက်အဖြစ်ရည်တည်ခဲ့ပေမဲ့အိမ်တောင်ကြာပြီးတဲ့အချိန်မှာဆိုရင်တော့အနုပညာအလုပ်တွေကိုယာနာကယောက်ျားဖြစ်သူနဲ့အတူတူအမေရိကန်တို့ထွက်သွားကအလုပ်တွေကိုအတူတူလုပ်ကင်ခဲ့တာပဲဖြစ်ပါတယ်စမိုင်းတို့လူမယားကအလုပ်တွေစူးစမ်းလုပ်ကင်နေတဲ့အချိန်မှာပြန်ပန်းဆင်းရဲခဲ့ရပြီး ကျူးပြုံးနယ်ပဲစားခဲ့ရတဲ့ရစ်တွေလည်းရှိခဲ့တာပါလောကရန်ကိုကြံ့ကြံ့ခံပြီးကြိုးစားရကနေလက်ရှိချိန်မှာဆိုရင်တော့ဒေါ်လာတန်းရှိတန်းတဲ့အိမ်တွေကားတွေအပြင်ကိုပိုင်လေရင်တွေကိုပါပိုင်ဆိုင်ထားနိုင်ခဲ့တဲ့အထိကြီးကြီးသက်ရွှေဝချမ်းသာလာခဲ့တာပဲဖြစ်ပါတယ်အဲ့လောက်ထိချမ်းသာကျော်ဝနေတာကြောင့်ဒီပိုင်းကမြန်မာနိုင်ငံရဲ့အမင်းသမီးတွေထဲမှာ အရှမ်းသာဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ဒုတိယပွဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့မြန်မာနိုင်ငံရဲ့အမင်းသမီးတွေကအရန်ချမ်းတာတဲ့ခရိုနီတတိယတွင်လက်ထက်ကမတည်ရင်နိုင်ငံတည်ငြိမ်နေတဲ့အတိုင်းပဲအထက်ပွဲကိုခံကန်နနာနဲ့အပြိုင်ဆိုင်ကျင်းပနေကြတာပဲဖြစ်ပါတယ်။ဒါပြန်ခရိုနီတတိယကြီးတွေနဲ့ယူပြီးတာနဲ့သူတို့ကိုသူတို့ကိုအားကိုကိုပြီးရှာဖွေထားတဲ့အစည်းအဝေးတွေနဲ့ချမ်းသာတလို့လို့နဲ့တတိယမှလုံနေကြတာပဲဖြစ်ပါလေရှင်။အဆုံးထိကြည့်ရှိပေးတဲ့အတွက်လည်းအားလုံးကိုချစ်တူတင်ပါလေရှင်။